ယုံကြည်မှုဆိုသည်မှာစင်ခေါ်မှုများကိုကင်တွယ်ဖြည့်ရှင်းနိုင်သည့်အောင်မြင်နိုင်သည့်ထင့်ကိုယ်တင်ယုံကြည်မှုပင်ဖြစ်သည်ယုံကြည်မှုသည်ကြားမှရင်းနှင့်ပျော်ရွှင်မှုအတွက်အရေးကြီးကြောင်းသုတေသနာများကဖော်ပြကြပြီးကိုယ့်ကိုယ်ကိုတန်တရားဝင်ခြင်းသည်လည်းအသွင်းပိုင်းနှင့်ပင်ပနှစ်ခုလုံးတွင်တက်ရောက်မှုများရှိနိုင်ပါသည်ယုံကြည်မှုရှိခြင်းကတင်သည်ယုံကြည်စိတ်ချပြီး စွမ်းဆောင်နိုင်သူဖြစ်ကြောင်းအခြားသူတွေကိုဆက်သွယ်ပေးသည့်အပြင်၎င်းသည်လူမှုရေးနှင့်လုပ်ခွင်နှင့်ကုလုံးတွင်အထောက်အကူဖြစ်စေနိုင်ပါသည်။ယုံကြည်မှုတိုးတက်အောင်သောတင်းအားတာချက်များကိုအာယုံဆိုင်ခြင်းအခြားသူတွေနှင့်နိုင်ရှင်ခြင်းကိုရှောင်ခြင်းခြင်းကုကုကိုတနာကျင်နာမှု self compassion အကောင်းမြင်တွေးခေါ်မှုနှင့်လက်တွေ့ကျလက်ပန်းနိုင်များချမှတ်ခြင်းတို့လိုအပ်ပါသည်။ယုံကြည်မှုပုံမရှိလာစေအောင်သောအတုံးဝိသည်နီလန်ကုကုကို လေ့လာကြည့်ကြပါစို့။၃ အခြားသူများနဲ့နှိုင်းရှင်ခြင်းကိုရပ်တန့်ပါအခြားသူများနဲ့နှိုင်းရှင်ခြင်းသည်တဘာဝကြတော့လေရင်းကသင်ကိုယ်သင်ယုံကြည်မှုကိုမြင့်တင်ရန်အထောက်အကူမပြုနိုင်ပဲစမ်းကျင်ဘက်အကျိုးသက်ရောက်မှုခင့်ထင်နိုင်ပါတယ်သူရေတနာတခုအရာအချားသူများနဲ့နိုင်ရှင်သောအကာတွင်မနာလိုမှုဖြစ်ပေါ်စေပြီးမနာလိုမှုပုံများလေမိမိကိုယ်ကို ပိုဆိုးစေလေပဲဖြစ်ပါတယ်။ လောက်ဆောင်ရန်ဘဝဒီပြိုင်ပွဲမဟုတ်ကြောင်းနဲ့လူတိုင်းကိုယ်ပိုင်လမ်းကိုရှောင်နေကြောင်းကိုတတိယပါတင်းဤအာသာချက်တို့နဲ့အောင်မြင်မှုတွေကိုပြန်လည်အမှတ်ရပါကျေးဇူးတင်စရာတွေကိုမှတ်ထားတဲ့ဂျာနယ်တစ်ခုထားရှိရအဖေးအခြားသူတွေဤဘဝထက်တင်းဤဘဝပေါ်မှာအာယုံဆက်ရန်ကူညီပေးနိုင်ပါတယ်လူမှုမီဒီယာတွေကနိုင်ရှိမှုတွေကိုဖိပွက်စေရန်ဖန်တီးထားတဲ့စနစ်တွေဖြစ်တော်လေလူတွေကသူတို့ရဲ့အကောင်းဆုံးနဲ့အဆိုးဆုံးအတိတ်ကြုံတွေကိုပဲတင်လိချီကြောင်းကိုတတိယပါနှစ်အပြုသဘောဆောင်သူများနဲ့ပေါင်းသင်ပါ တင်ပေါင်းတင်တို့လူများသည်တင့်ကိုတင်အသွေးနှင့်သဘောထားများကိုတင်မတိလိုက်ပဲလွှမ်းမိုးနိုင်ပါれတင့်ကိုစိတ်သက်ချစီသောသူမဟုတ်အမဲဝေပါနေသူများရှိပါက၎င်းတို့နှင့်ဝေးအောင်နေရန်အချင်းတန်ပါပြီတင့်ကိုချစ်ခင်သည်တင့်တို့အကောင်းဆုံးကိုလိုလားသူများအပြုသဘောဆောင်သူများနှင့်ပေါင်းတင်ပါ၃တန့်ခန္ဓာကိုယ်ကိုဂယုဆိုင်ပါမိမိကိုယ်ကိုဂယုမဆိုင်ဖဲကောင်းကောင်းခံစားရရန်ခက်ခဲသည်မိမိကိုယ်ကိုဂယုဆိုင်တဲ့အလေးချင်းများကယုံကြည်မှုတိုးရစေသည် အစားအစောက်အာဟာရပြီးသွားအစားအစာများစားသုံးခြင်းသည်ကျန်းမာရေးခွန်အားနှင့်စိတ်သက်သာမှုကို ပေးစွမ်းသည်ကိုကိုယ်တိုင်ကိုပုံမှန်ကောင်းမွန်စွာခံစားရစေနိုင်သည် လေ့ကျင့်ကံပုံမှန်ကိုယ်လက်လှုပ်ရှားမှုသည်ကိုခန္ဓာပုံတရန်ပေါင်းမီနောင်မှုကိုတိုးတက်စေပြီး၎င်းမှာသစင်ယုံကြည်မှုကိုတိုးစေသည်တရားထိုင်ခြင်းတရားထိုင်ခြင်းသည်မိမိကိုယ်ကိုအတိမတ်လက်ခံနိုင်ရန်ကူညီပေးပြီးအပြည့်သဘောဆောင်တဲ့အထွေးများကိုရပ်တန့်စေနိုင်သည်အိတ်ဆက်ခြင်း အရေးသွေးကောင်းမွန်သူအိပ်ဆက်ခြင်းသည်စိတ်ချမ်းမာရေးပုံမှုကောင်းမွန်ခြင်းနှင့်ဆက်နွယ်နေသည်မိမိကိုယ်ကိုယ်ကယူဆိုင်ခြင်းသည်တင်အရေးပါကြောင်ကမ္ဘာကိုပြသနေခြင်းဖြစ်ပြီးအခြားသူများကိုလည်းထိုသို့ခံစားလာစေရန်ဆွဲလန်းနိုင်ပါသည်၄ကိုယ်ကိုယ်ကိုကျင်နာပါ be kind to yourself အမလုံးမိချင်းကြာရှုံးချင်းဒုမဟောအခက်ခဲကြုံရသည့်အခါမိမိကိုယ်ကိုကျင်နာမှုဖြင့်ဆက်ဆံခြင်းသည် ကိုယ်ကိုယ်ကိုဒနာကျင်နာမှု self compassion ဖြစ်သည်၎င်းသည်စိတ်ပိုင်းဆိုင်ရာပုံမပြောင်းလဲပြင်လဲရှိစီပြီးခက်ခဲသောစိတ်ခံစားမှုများကိုကြော်လွှားရန်ကူညီပေးသည်ကိုကိုကိုတနာကျင်နာမှုနှင့်ကိုကိုကိုယုံကြည်မှုတို့ဆက်ဆက်နေကြောင်းတုတေနတ်များကတွေ့ရှိထားပါသည်ငါအပြုသဘောဆောင်သောအတွေ့အကြုံများလေးကြည့်ပါ positive self talk လို့ခေါ်ပါတယ်။အပြတ်သဘောဆောင်သောအတွေ့အကြုံများကမလုံနိုင်ဘူးသို့မဟုတ်အယံခတ်တယ်ဟုသင်စိတ်ကိုပြောခြင်းဖြင့်သင်စွမ်းရည်များကိုကန့်တတ်နိုင်ပါတယ်။ အကောင်းမြင်သောအတွေ့အကြုံများကမူတန်တရားများကိုကြော်လွှားပြီးစိန်ခေါ်မှုအသည့်များကိုရင်ဆိုင်ရန်ကူညီပေးပါれတင့်စိတ်ကအပြတ်သဘောဆောင်သောစကားများပြောလာပါကထိုအတွေ့များသည့်အမြဲတမ်းမမှန်ကန်ကြောင်းသတိရပြီးလောင်းကွန်တွေကိုပုံမှုအပြတ်သဘောဆောင်သောစကားများအဖြစ်ပြောင်းလဲနိုင်ပါれဥပမာဓာကုန်ငါမလုံနိုင်ဘူးဒီညာကျူးစားကြည့်လို့ရတယ်ဟုပြောင်းလဲနိုင်ပါれ6တင့်ချောင်းယုံမှုများကို ရင်ဆိုင်ပါ ရာယူတော့ရန်လက်ချခြင်းသို့မဟုတ်ချင်းတွေ့ရန်ခေါ်ဆိုခြင်းကဲ့သို့သောအရာများကိုကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ရှိလာသည့်အတိုင်းအောင်ဆိုင်မထားပါနဲ့တဲ့ဤကြောက်ရွံ့မှုများကိုရင်ဆိုင်ခြင်းသည်ယုံကြည်မှုတည်ဆောက်ရန်အကောင်းဆုံးနည်းလမ်းများတွေကတကူခဲ့ပါတဲ့အမားလူမိမိသို့မဟုတ်ဆက်စီယာထိမိဟုကြောက်ရွံ့နေလျင်စူးစမ်းကြည့်ပါအနှဲငယ်သောစိတ်ပူရန်သည်သည်စွမ်းဆောင်ရည်ကိုပင်တိုးတက်စေနိုင်ပါသည်ရှေ့သို့လမ်းတိုက်တိုင်းတင့်ကိုယ်တင်ယုံကြည်မှုပို့ရလာမည်ခွန် သင်ကောင်းစွာလှုပ်ဆောင်နိုင်သည့်အရာများကိုလုပ်ပါ။သင်ကျွမ်းကျင်သောအရာများကိုလှုပ်ဆောင်သောအခါသင်၏ကိုယ်ကိုယ်ကိုယုံကြည်မှုသည်မြင့်တက်လာသည်။ဤချင်းကမှုသည်ဘဝပင်ပူမိုကျေနပ်မှုကိုလည်းတိုးပွားစေသည်။သင်၏အားသာချက်များကိုဖော်ထုတ်ပြီးပုံမှန်လှုပ်ဆောင်ခြင်းဖြင့်၎င်းတို့ကိုပူမိုအားကောင်းအောင်လုပ်ပါ။ဥပမာအလုပ်တွင်သင်ကောင်းမွန်သောအလုပ်တစ်ခုကိုပူမိုလှုပ်ဆောင်ပါ။ Shit မလုပ်ဘူးဟုပြောရရန်တည်ထားမှာသင်ကောင်းစွာလှုပ်ဆောင်နိုင်သည့်အရာများကိုလှုပ်ခြင်းကယုံကြည်မှုကိုတိုးစေတော်လေ သင်ယုံကြည်မှုကိုကြာစင်းစေသည့်အခြေအနေများကိုသိရှိပြီးမလုပ်ဘူးဟုပြောတတ်ရန်အရေးကြီးပါတယ်။မမိကိုကိုမတတ်မတာခံစားရစေသည့်အရာအလုံးကိုရှာငံမသိမ့်တော်လေတတုံတပဖြစ်ပုံလိုလိုအပ်တော်ကြုံမမိနယ်နမိများကိုသိရှိပြီးလိုက်နာခြင်းသည်မှန်ကန်ပါတယ်။နယ်နမိများတတ်မှခြင်းကစိတ်ပိုင်းဆိုင်ရာပုံမလုံးကြုံစီပြီးဘဝအပေါ်ထိမ့်ချုံနိုင်စွမ်းရှိသည်ဟုခံစားရပါတယ်။ကိုကိုကိုယုံကြည်မှုသည် ဘဝကိုထိန်းချုပ်နိုင်သည်ဟုခံစားခြင်းမှသစိပ်ပိုင်းဖြစ်ပေါ်ခဲ့ပါတယ်။ကိုလက်တွေ့ကျသောပန်းတိုင်များချမှတ်ပါ။ကြီးမားတဲ့ပန်းတိုင်များချမှတ်ပြီးမအောင်မြင်ပါကဂျုံကြည်မှုအဆင့်ကိုထိခိုက်စေသည်။လက်တွေ့ကျသောပန်းတိုင်များကမူအောင်မြင်နိုင်သည်။ပန်းတိုင်များပိုမိုအောင်မြင်လေတင့်ကိုတင်နဲ့တင့်စွမ်းရဲ့အပေါ်ယုံကြည်မှုပုံမူကြီးမားလေဖြစ်သည်ပန်းတိုင်များကိုချရေပါ၎င်းကိုအောင်မြင်ရန်အခွင့်အရေးမြင်များရှိသည်ကိုရိုးရိုးသားသားမြေပါ အောင်မြင်နိုင်ခြင်းနည်းပါးကပန်းတိုင်ကိုပြန်လဲချိန်ညှိပြီးပုံမော်လက်တွေ့ကြသည့်အောင်မြင်နိုင်သည့်အဆင့်သို့လျှော့ချပါညီကိုချိုကလေးနဲ့ယုံကြည်မှုရှိခြင်းသည်ကိုကိုကိုကောင်းမွန်စွာခံစားရစေသည့်အပြင်ဘဝအတွင်းများစွာသောအကျိုးကျေးဇူးများကိုလည်းဆောင်ကျင်းပေးပါသည်၎င်းတို့တွင်ပုံမော်ကောင်းမွန်သောစွမ်းအားဖြင့် better performance ကိုပိုင်စွမ်းရည်ပေါ်တန်တရားဝင်စဉ်အကစွမ်းအင်ဖြုံးသီးမိအခြားစူးစမ်းအားထုတ်မှုအတွက်စွမ်းအင်ကိုပေးရနိုင်ပါသည်ကျန်းမာသောဆက်ဆံရေးများ healthier relationships အခြားသူများကို နားလည်ရန်နဲ့ချစ်ခင်ရန်ကူညီပေးပါတယ်။စိန်ခေါ်မှုများကို ပြန်လည်ခုခံမှုစွာ resilience ဘဝအခက်အခဲများမှာပြန်လည်နားလည်ထူနိုင်စွာကို မြှင့်တင်ပေးပါတယ်။ပို့မှုကြည့်မှာတော့အောင်မြင်မှု greater success ကိုကိုကိုယုံကြည်မှုရှိသူများဟာပညာရင်ပို့မှုအောင်မြင်မှုရရှိတတ်ပါတယ်။တခါတရံတွင်ယုံကြည်မှုမရှိသည့်တိုင်ယုံကြည်မှုရှိသည့်တိုင် ပြုလုပ်ချင်သည်လျှင်ကိုကိုကိုပို့မှုယုံကြည်မှုခံစားရအောင်ကူညီပေးနိုင်တတ်ပါတယ်။ ၎င်းသည်ပြုံးချင်းကအသင့်အုံမနောက်ကိုပိုမိုဖြစ်တော်ရွှေရန်လှည့်စားခြင်းနဲ့အဆင့်တူပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးဒီဗီဒီယိုကို like ပေးဖို့မမေ့ပါနဲ့လို့တောင်းဆိုရင်ညီကုန်းချုပ်လိုက်ပါတယ်နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်